ဲမင်္ဂလာပါခုနှစ်သားမိများအားလုံးမင်္ဂလာပေါင်းနဲ့ပြည့်စုံနိုင်ကြပါစေတ िश ုခွန်ကဗီဒီယိုရဲ့ YouTube Channel လေးကနေပြီးပြန်လည်ပြီးကြိုဆိုလိုက်ပါရစေဆမ်မကတော့ဆောလာနွေနီဖြစ်ပါတယ်ဆမ်မအနေနဲ့ကတော့2025ခုနှစ်ဒီဇင်ဘာလအတွက်ခြားသာပရိသတ်သမီးရဲ့တလားစာဒူဟော့စတန်ကြီးကိုဟောကြားပေးသွားမှာဖြစ်ပါတယ် ဒီလအတွင်းမှာဂျာတာပရိသတ်သမီးတွေရဲ့လုပ်ငန်းကဏ္ဍကိစ္စအစီပွားရေးကဏ္ဍငွေရေးကြေးရေးကျန်းမာရေးအခြေပညာရေးအစเนาะနောက်ပြီးတော့ဒီလအတွင်းလက်ကီကဏ္ဍလက်ကီကာလာပြုလုပ်မဲ့ရရားလေးတွေကအစတစ်ခုချင်းပြပြပေးသွားမှာဖြစ်ပါတယ်အရင်ဆုံးဂျာတာပရိသတ်သမီးရဲ့တလားစာအတွင်းမှာပေါ့เนาะလုပ်ငန်းစီပွားကဏ္ဍနဲ့ပတ်သက်ပြီးတော့အရင်ဆုံးပြပြပေးသွားမှာဖြစ်ပါတယ်အဲ့တော့ဒီလအတွင်းမှာလုပ်ငန်းစီပွားပိုင်းနဲ့ပတ်သက်ပြီးတော့အလုံးကန်စီပွားရေးမှာဆိုရင်အနောက်ရှက်လေးတွေအနေငယ်ကြုံတွေ့ရလိမ့်မယ်ဒီလထဲမှာအဲ့တော့မိမိတို့ဒုက္ခပေးမဲ့သူလေးတွေရှိနေတာမျိုးလုပ် ငန်းပြောင်းလဲနေရထိုင်ခင်းပြောင်းလဲလေးအတွက်နော်စိတ်နှစ်ခွဖြစ်စရာလေးတွေဆုံးဖြတ်ချက်ချဖို့ခက်ခဲနေရမျိုးတွေကြုံရမယ်မမေကအိုးစည်းဥဆောင်လောက်ကန်ရတာမျိုးတွေကိုယ့်လက်ကိုယ်ချိန်နဲ့ပြုလုပ်ရတာမျိုးတွေရောရှိနေမယ်သူတို့ဘာအားကိုရင်ကိုဒုက္ခပြန်အောင်ပြန်ရောက်တာမျိုးကြီးရှိမယ်လူတိုင်းကိုယုံကြည်လို့မရဘူးကိုကအားကိုပြီးတော့လက်လွှဲလိုက်တဲ့လုပ်ငန်းတွေမှာကိုယ်ပဲဒုက္ခပြန်ရောက်တာမျိုးတွေကြုံတွေ့ရတတ်တယ်တမာဇီဝကြက်ကြက်လုပ်တဲ့လုပ်ငန်းတွေမှာအောင်မြင်တိုးတက်စေတာမျိုးတွေရှိမယ်စာချုပ်စာတမ်းနဲ့လောရတဲ့ကိစ္စလေးတွေပြန်လဲချုပ်ဆိုရတာမျိုးနော်ပြန်လဲပြီးတော့လက်မှတ်ထိုးရတာမျိုးတွေရှိမယ်အမအမခွဲ ဲကြပြီးတော့လုံဆောင်မှုကြောင့်အောင်မြင်မှုတိုးတက်မှုတွေရရှိမဲ့ကာလကိုရောက်ရှိတယ်เนาะအဲ့တော့လုပ်ငန်းပိုင်းထဲမှာတော့စိတ်နှောင့်ယှက်ဖြစ်စရာလေးကတော့တစ်ခုပြီးတစ်ခုကြုံတွေ့ရတတ်တယ်เนาะပြိုင်ဆိုင်မှုလေးတွေအားကောင်းမယ်ဒီလာထဲမှာအဲ့လုပ်ငန်းပိုင်းထဲမှာတော့စိတ်ပင်ပန်းလူပင်ပန်းတော့ဒါကြုံတွေ့ရမယ်เนาะဒီလာအတွက်စိတ်ပင်ပန်းလူပင်ပန်းမှုလေးတွေတော့ရှိနေမယ်တမားစီဝါကြကြလုပ်တဲ့လုပ်ငန်းလေးတွေအဆင်ပြေမယ်ဖြည့်လန်းနည်းနဲ့စီးပွားရှာပါကဒုက္ခရောက်တာမျိုးတွေပျက်စီးတာမျိုးတွေရှိမယ်စက်တူရှယ်ယာလုပ်ငန်းလေးတွေအကျိုးပေးမယ်အဆင်ပြေလိမ့်မယ်เนาะအဲ့ဒါစက်တူရှယ်ယာလုပ်မယ်ဆိုရင်လုပ်လို့ရတယ်ဒီလာထဲမှာ ပြည်တွင်းပြည်ပခီးလေးတွေအဆင်ပြေတာမျိုးတွေရှိမယ်အလောက်ကိုင်းနဲ့ပတ်သက်ပြီးတော့မိမိကဝန်ထမ်းဖြစ်နေတဲ့ဆိုရင်ပေါ့နော်အလောက်မှာနေရာဌာနတော့၎င်းအလုပ်ပြောင်းရတာတော့လကောင်းကျုံမယ်ဆိုအပ်ဝင်နှန်းဆိုတင်တဲ့အရာလေးတွေပြောင်းရွှေ့လေးတွေရှိမယ်လုပ်ငန်းပိုင်းထဲမှာတော့တိုက်ခန့်များနေမယ်မနာမှုမနာလိုမှုလေးတွေများတတ်တယ်လုပ်ငန်းပိုင်းထဲမှာပေါ့နော်ဒါပေမဲ့လုပ်ငန်းအစဉ်ဝင်ဝင်ဆင်လေးတွေတက်တာမှုလေးတွေရှိမယ်အယောင်လုပ်ငန်းတွေပေါ့နော်အယောင်လုပ်ငန်းလေးတွေကလောက်ကင်နေသူတွေဒီလာထဲမှာအခက်အခဲမှုလေးတွေနောက်ငယ်ကြုံတွေ့ရမယ်ရောင်းဝအတက်ကြနေရှိမယ် ။နောက်ရောင်းအပ်တဲ့ကြနဲ့သွားမယ်။အဲ့တော့အခက်အခဲလေးရတော့အနေငယ်တော့ကြုံတွေ့ရမယ်။ရရတော့ဟိုနေ့စဉ်တော့ဗောနော်စိတ်လုံးကြောက်အောင်မြင်နေတာမျိုးမဟုတ်ဘူး။ပြိုင်ဆိုင်မှုအား အပြင်းနဲ့ထို့ကြောင့်ဒီရောင်းဝယ်လုပ်ငန်းလုပ်တဲ့နေရာမှာတတိထားပြီးလုပ်ပါလောဘကြီးလို့မရဘူးနော်အဲ့တော့ဒီလအတွင်းမှာတင်းငွေတွေနဲ့ပစ္စည်းအင်္ဂါနဲ့ပစ္စည်းဂျာတာဘင်းနဲ့ပစ္စည်းတွေအဝင်ရှိပါတယ်ဒီနဲ့ပစ္စည်းတွေနဲ့စီးပွားရေးလုပ်ငန်းလုပ်နေတဲ့သူတွေအောင်မြင်မယ်တင်းငွေတွေနဲ့ဖြစ်တဲ့ရောင်းဝယ်လုပ်ငန်း online shop electronic ပစ္စည်းဝယ်ခြံလုပ်ငန်းတွေနောက်နောက်ပြီးတော့စားတောက်ကုန်စတိုးဆိုင်စင်စီဆေးဆက်ပစ္စည်းနဲ့ပတ်သက်တဲ့လုပ်ငန်းတွေပွဲရုံလုပ်ငန်းပွဲစားလုပ်ငန်းတက်ပညာဉာဏ်ပညာပညာရေးနဲ့ပတ်သက်တဲ့လုပ်ငန်း နောက်ပြီးတော့မမီးရဲ့ပေါ့နော်အတတ်ပညာဉာဏ်ပညာပိုင်းနဲ့ပတ်သက်တဲ့လုပ်ငန်းလက်မှုပညာလုပ်ငန်းတွေအကျိုးပြုတယ်။နောက်အဲ့တော့ဒီလာထဲမှာဆိုရင်လုပ်ငန်းပိုင်းတွေမှာပေါ့နော်နည်းနည်းလေးသတိထားလုပ်ရမယ့်ကာလကိုရောက်ရှိရဲစိတ်ကိုအေးထားပြီးလုံးဝအဆင်ပြေမယ်ပေါ့လောဘကြီးလို့မရဘူးဆိုတဲ့သဘောတဘောကရောက်ရှိတယ်။လုပ်ငန်းစီးပွားရေးပိုင်းနဲ့ဒူဘာသာရေးတွေကောင်းမှုကုသိုလ်လေးတွေဒါနသီလတွေနဲ့တွဲပြီးတော့လုပ်ငန်းစီးပွားလုပ်ပါအောင်မြင်မှုတိုးတက်မှုကြော်ဆောင်မှုတွေရရှိတတ်ပါတယ်နော်။နောက်ထပ်ဒီလာထဲမှာဆိုရင် မမီတို့အနေနဲ့ပေါ့နော်လူမှုရေးကဏ္ဍလေးတွေကိုပြပြပေးမယ်အဲ့တော့မမီတို့ရဲ့လူမှုရေးကဏ္ဍလေးတွေကြီးလိုက်တဲ့အခါမှာအကြီးမားတော့မရှိဘူးပေါ့နော်အဲ့တော့ပြောမယ်ဆိုရင်မမီကသူတို့ဘာကြိုက်တီဖြစ်စင်မကြိုက်တီဖြစ်စင်တမတမဲကြကြလောက်ကင်နိုင်မှုကြောင့်အောင်မြင်မယ်အဆင်ပြေမယ်လူထင်းချင်းချင်းခံရမယ်သူတို့ဘာကိစ္စဝင်ရောက်ဖြစ်ရှင်းရမျိုးတွေကြုံရမယ်အောက်လက်ငယ်သားကိုထောက်ပံ့ပေးနေရမျိုးကူညီပေးနေရမျိုးရှိမယ်အောက်လက်ငယ်သားလည်းပြောင်းလဲအကျိုးပြုတာမျိုးတွေရှိမယ်တစ်ခါလေလုပ်ငန်းပိုင်းတွေမှာဆိတ်ရှုပ်တွေးစရာလေးတွေအပြိုင်ဆိုင်လေးတွေတော့ရှိနေမယ်ထို့ရာတွေကအဆုံးသက်မှာကိုကိုယ်တိုင်ကြော်လွားနိုင်နေမယ်နော် ။နောက်ထပ်ငွေချေးကဏ္ဍလေးတွေပေါ့နော်။ငွေကပေါ့နော်။ဒီလာထဲမှာဝင်မယ်ဝင်တဲ့လောက်လဲပြန်ကုန်မယ်။ငွေကစီလိုပေါက်ချပြီးပြန်ထွက်မှာ။အကြောင်းမျိုးမျိုးနဲ့ပြန်ကုန်နေမယ်တဲ့နော်။အဲ့တော့ငွေကိုကိုတိုင်းနဲ့အတုံးများနေတာမျိုးတွေဖြစ်မယ်။ငွေကိုစီကံတကြမတုံးမဲနဲ့ပေါ့နော်။စီမဲ့ကမ်းမဲ့တုံးဆွဲနေတာမျိုးတွေအကြောင်းပေါ့နော်။ကိုကမလိုအပ်ဖက်ငွေထွက်နေတာမျိုးငွေကုန်နေတာမျိုးတွေရှိနေမယ်နော်။အဲ့တော့သူတို့ဘာကိုလဲနော်သူတို့ဘာကိုငွေချေးပေးနေတာမျိုးငွေချေးကူညီပေးထောက်ပံ့ပေးနေတာမျိုးရှိမယ်။နော်လမ်းကစားလုပ်သူများလုံးဝနော်မပြုတ်လုပ်သင့်တဲ့ကာလကို ရောက်ရှိတဲ့ဒုက္ခဖြစ်တဲ့ငွေလူလန်ခန်းတဲ့အတွက်ငွေတော့ငွေရောသတိထားသုံးဆွဲပါ။နောက်အာမခံချင်းချင်းငါချင်းရှောင်းပါ။ငွေရောပေါလေးတွေထိမ်းပြီးတော့သုံးဆွဲနိုင်တော့ပို့ပြီးတော့ငွေကြေးကန်တရာလေးအားကောင်းလာနိုင်ပါတယ်နော်။ဒါဒီလာထဲမှာငွေရတော့ဝင်ပြီးတော့เนาะဝင်တော့ပြန်ကုန်နိုင်တဲ့လာဒီတလာဖြစ်တဲ့အတွက်ကိုကိုတိုင်းသတိထားသုံးဆွဲနိုင်မှအဆင်ပြေပါမယ်เนาะ နောက်ထပ်ကျမ်းမာရေးခန္ဓာလေးတွေပေါ့ဒီလာထဲမှာကျမ်းမာရေးခန္ဓာလေးတွေကိုကြည့်လိုက်တဲ့အခါမှာတော့ကြီးကြီးမားမားကြီးတော့မရှိဘူးဒါပေမဲ့အနေငယ်တော့အာအနေချင်းစီပေါ့နော်တစ်ခုပြီးတစ်ခုဖြစ်တတ်တာမျိုးလေးတွေတော့ရှိတယ်နော်ကျမ်းမာရေးခန္ဓာလေးတွေကအာယုံကြောအာနေတတ်တယ် မျက်စိနဲ့ပတ်သက်တာပေါ့နော်စီမျက်စိအစိုင်းနော်နောက်ပြီးတော့ဥကောင်းမကြည်တာအကြောတထားလေးတွေသွေးအားနဲတာလေးတွေရှိမယ်တော့နော်မီးလျက်စင်မီးကင်နာဂယူဆိုင်မီးသုံးဆွဲတဲ့နေရာမှာလျက်စင်မီးနော်တတိထားလျက်စင်ရှော့ဖြစ်တာမီးတွေပါလေမီးလန်တက်တဲ့တတိထားနော်နောက်တစ်ခါလေးတော့စိတ်တို့စိတ်တော့ပြူရတာမျိုးရှိမယ်အသက်ကြီးပိုင်းနေကြတော့မူးမောရင်တုံတာတွေ့တိုးတာတွေဖြစ်မယ်နော်နောက်ပြီးတော့အက်ဆီဒန့်ဖြစ်တဲ့ရုပ်တဲ့ယောဂထပ်ဖြစ်တာမျိုးချော်လဲတာမျိုးနော်ဆိုင်ကယ်ကားတတိထားပေါ့နော်ဒီလိုမျိုးလေးတွေရှိတယ်ဆိုတဲ့အတွက်ကျန်းမိုင်းနေတဲ့ဂယူဆိုင်ပါ နော်နောက်ထပ်အိမ်တွင်းအိမ်နောက်ရေးခန္ဓာလေးတွေပေါ့နော်အနေနဲ့တရားနဲ့တရားစိတ်လို့မကြတာစကားအခြေအနေတွေပြောရတတ်တယ်မိမိကတာဝန်ယူဖြည့်ရှင်းပေးနေရမျိုးရှိမယ်မိသားစုတဲ့ဦးစီးဦးဆောင်လောက်ကန်ပေးနေရတတ်တယ်ဒါမမီကိုအကောင်းမမြင်တာမျိုးတွေရှိမယ်နော်အဲ့တော့အိမ်တွင်းမိုင်းနဲ့မှာနောက်ထပ်အိမ်နောင်ဖက်နဲ့ပေါ့နော်အိမ်နောင်ဖက်နဲ့အဆင်ပြေဟာလေးတွေအရဲရှိသလိုတစ်ခါလေးစိတ်သဘောထားကွဲလွဲမှုတွေရှိမယ်အဆင်ပြေတာလေးရတော့ရှိမယ်ဘာမှမလဲတစ်ခါတည်းစိတ်သဘောထားကွဲလွဲမှုတွေရှိပြီးတော့အိမ်အဲနော်အိမ်နောင်ရေးမှာကတော့ကစားလေးရှိမယ်အိမ်နောင်ဖက်ကဩစာလက်မမှုခံရတာမျိုးတွေရှိမယ် ဘာမဟုတ်တဲ့ပေါ့နော်အရင်မြကြည့်တော့အကြောင်းဝါကြီးနဲ့ပတ်သက်ပြီးတရားတော်ခွန်စကားများတာမျိုးရှိမယ်။နော်အဆင်ပြေတာတွေရှိရဲအဆင်မပြေတာရှိမယ်။ကြီးကြီးမားမားပြဿနာတော့မရှိနိုင်ဘူးနော်။ နောက်ထပ်ငယ်သူလေးတွေအတွက်မေတ္တာဤခန္ဓာလေးတွေပြပြပေးသွားပါမယ်အဲ့တော့ငယ်သူလေးတွေအတွက်မေတ္တာဤခန္ဓာလေးတွေကိုကြည့်လိုက်တဲ့အခါမှာအချီးအေးမှာစဉ်းစရာလေးတွေနဲ့ငယ်ရှိမယ်ပေါ့နော်အခြေကွဲဝန်းတဲ့စရာလေးတွေကြုံရတာမျိုးချစ်သူကြောင့်စိတ်ပင်မဲ့တာမျိုးလိမ့်နေလဲပြားခံတာမျိုးတွေရှိမယ်ငယ်သူတွေသတိထားပါနော်ကိုယ့်မေတ္တာစီမေတ္တာမဲ့နဲ့ပေါ့နော်ဒါချစ်တဲ့လူချစ်တဲ့လူထင်ရပေမဲ့တကယ်တကယ်ကြောင့်အပေါ်ယံဖြစ်တာမျိုးတွေရှိမယ်ပေါ့နော်အဲ့လိုမျိုးကြောင့်အချီးအေးပိုင်းမှာလူရွေးမှတ်တတ်တဲ့အချင်းတစ်ခုလေးလာပြီးရွေးချယ်မှအဆင်ပြေမယ်နော်အဲ့တော့ချစ်သူဆောင်တဲ့နေကမိမိပေါ်ထင်မြင်လွဲမှားတာမျိုးရှိမယ် ကြားလူနောက်ဆက်လေးတွေဝင်လာနိုင်တဲ့မျိုးသမီးနောက်ဆက်မျိုးသားနောက်ဆက်လေးတွေဝင်လာနိုင်တဲ့သစ္စာရှိရှိတတိထအပေါင်းသင်းကိုတော့ဒါဦးစားပေးမှုပျော်ပါဦးစားပေးမှုကြောင့်တော့ဒါအခြေပိုင်းမှာစမီပေဖြစ်တာမျိုးလေးတွေစိတ်ဆိုးစိတ်ကောက်တာလေးတွေပြဿနာလေးတွေတော့အနှဲငယ်ရှိမယ်။ဒါပေမဲ့မကြခင်ပြန်ပြီးပြေးလဲသွားတာမျိုးလေးတွေရောရှိမယ်ပေါ့နော်။အဲ့ဒါမိမိချစ်သူကြောင့်လည်းတစ်ခါလေးစိတ်ပင်မဲ့နာမျိုးလေးတွေဂျုံရမယ်။ကွက်ကိန်းပြက်ကိန်းတော့မရှိပေမဲ့အနှဲငယ်စိတ်ပင်မန်းတတ်တယ်နော်ဒီလာထဲမှာ။ နောက်ထပ်ပညာရေးကဏ္ဍလေးတွေဘာလို့ပညာရေးကဏ္ဍလေးရဒီလာထဲမှာစိတ်မပါသလိုလေးတွေနေငယ်ရှိမယ်စိတ်ပါဝင်စားမှုအားနေနေတယ်တခြားအရာလေးတွေစိတ်ညစ်နေတယ်ပေါ့နော်တခြားအရာလေးတွေစိတ်ညစ်နေမှုကြောင့်စိတ်ပါဝင်စားမှုအားနေတာမျိုးတွေရှိမယ်စိတ်နှောင့်ယှက်ဖြစ်စရာလေးတွေပေါ်မယ်ပေါ့နော်ထို့ကြောင့်စားမှုဝယ်ဖြစ်စရာရှင်ချာရှုံးတတ်တဲ့သင်တတ်တဲ့ဖို့ကိစ္စလေးတွေတပိုင်းတစ်စားဖြစ်တာမျိုးတွေရှိနိုင်တယ်ထို့ကြောင့်ပညာရေးကဏ္ဍလေးကိုကိုယ်ကစ조사ခြင်းနဲ့အထောက်ခြင်းနဲ့ဆိုရင်တော့နည်းနည်းလေးအားစိုက်ထုတ်조사မှအဆင်ပြေမယ်ပေါ့နော်စိတ်ညစ်နိုင်မှအဆင်ပြေမယ် နောက်ထပ်နိုင်ငံခြားကံပေါ့နော်နိုင်ငံခြားကံအနေနဲ့ကြီးလိုက်တဲ့အခါမှာပြည်တွင်းပြည်ပကံလေးတွေထူးခြားလာလိမ့်မယ်နော်အဲ့တော့မကြခင်သတင်းကောင်းကြတာမျိုးခီးထွက်တာမျိုးပြည်တွင်းခီးစင်တော်လောက်ကောင်ပြည်ပခီးစင်တော်လောက်ကောင်ထွက်ရတာမျိုးတွေကြုံမယ်နော်ခီးကံတော့အကောင်းတယ် ဒီလာထဲမှာအချိုးပေးကလာလေးတွေပြောပေးပါမယ်နော်။နီညိုရောင်နီညိုပွင့်လေးတွေအဝါရောင်အဝါပွင့်လေးတွေအဖြူရောင်အဖြူပွင့်လေးတွေအချိုးပေးလက်ကီးကလာလေးတွေဖြစ်ပါတဲ့အရေးကြီးသောလုပ်ငန်းကိစ္စတွေအရေးကြီးသောအကြောင်းအရာတွေမှာဝတ်ဆင်သုံးပြုခြင်းဖြင့်ကန်စရာပွင့်လန်းစီပါလိမ့်မယ်နော်။အဲ့တော့ဒီတလာလုံးအတွက်အချိုးပေးလက်ကီးကနန်းလေးရတော့တကနန်း၊နှစ်ကနန်း၊၈ကနန်းဖြစ်ပါတဲ့၁နှစ်၈ကအချိုးပေးလက်ကီးကနန်းလေးတွေပါ။ဒီတလာလုံးအတွက်ပေါ့နော်။ဒီဆောင်ရံရှောင်းရံလေးတွေပြောပြမယ်ရှောင်းရံအနေနဲ့ကတော့เนาะလောင်းကစားပြုလုပ်ခြင်းသူ့သက်သက်ခြင်းမေတ္တာစားခြင်းเนาะရှောင်းပေးရမှာဖြစ်ပါတယ် အဲ့တော့ဒီပြူလောက်ရမယ့်ရေတရားလေးကပေါ့နော်ကန်တရာကောက်မှုပြူလောက်ရမယ့်ရေတရားလေးကမိမိအိမ်ဖျားမှာအဝါရောင်ပန်းလေးတွေလူပါစီမီကိုတိုင်လူပါအာယုံဆုံးလေးတွေကက်လူပေးပါတန်ဃာတော်အားပေါ့နော်တန်ဃာတော်တွေကိုမင်းတို့တုပ်ပွားလေးတွေလူတန်းမှာတန်ဘုတ်တွေဂါရာဖျားကုံတော်လေးတွေပတိတပတ်စိတ်တန်ဘုတ်တွေပတိတပတ်ဖျားကုံတော်ပတိတပတ်စိတ်ပါနေ့စဉ်လက်နှိုးဂါရာလေးရွတ်ပြီးဖြတ်တန်းမှာဒီလိုကောက်မှုကုသိုလ်လေးတွေရေတရားလေးတွေနေ့စဉ်ပြုလုပ်ပြီးဖြတ်တန်းခြင်းဖြင့်ကန်ကောင်းခြင်းတွေရရှိလာမှာဖြစ်ပါတယ်ဒီရေတရားလေးတွေပြုလုပ်ပေးပြီးတော့ကန်ကောင်းမှုတွေရှာယူပေးပါယနေ့မှစ ကြာတာပြေတာသမီတိုင်းအဆန်းဆာရရအဆင်ပြေမှုရှိကြပါစေ။လုပ်ငန်းစီးပွားတိုးတက်ကြပါစေ။တက်ရှူတိုင်းနဲ့ဝင်ငွေတွေတိုးပါစေ။ယောဂပင်အန်ဒီပေးတွေကင်းဝေးပြီးစိတ်ရချမ်းသာခြင်းကိုယ်ရချမ်းသာခြင်းနဲ့ပြည့်စုံနိုင်ကြပါစေလို့ဆရာမကနေဆုတောင်းမြတ်တာပို့သလိုက်ပါရရှင်။